တလောက်ခေါင်းစားခြေဆုံ Supreme Web ပေးနေုံနဲ့တိန်း1000ရနေတာနေပြီးတော့ချက်ချင်းတောက်ဖြုတ်ခံလိုက်ရင်ဘယ်လိုခံစားရမလဲဒါကတော့နာမည်ကြီး skater Tyshawn Jones နဲ့ Supreme နဲ့ကြာဖြစ်နေတဲ့26တန်းတန်းနဲ့ drama တစ်ခုပဲဖြစ်ပါတယ် Tyshawn Jones ဆိုတာ Thrasher ရဲ့ Skate of the Year ဆိုတဲ့ချိန်အောင်ရထားတဲ့ skater Louis Vuitton လို့ Fashion House ရဲ့ Brand Ambassador ဖြစ်ပါတယ် Supreme ကသူ့ကိုတစ်နှစ်ဒေါ်လာတစ်တန်းကျော်မြန်မာငွေ3000နဲ့ချီတန်တဲ့စာရုပ်ချုပ်ထားပြီးတော့ထိုင်ရှင်လုတ်ပေးရမှာနေ့တိုင်း Supreme ကိုခေါင်းစားခြေစုံတွင်းကံမှာမကြံဝတ်ပေးဖို့ပဲဖြစ်ပါတယ် ဒါပေမဲ့2024စက်တင်ဘာမှာထိုင်ရှောင်းကို Supreme ကမတ်ဂျေကော့ပ်စ်နဲ့ညီကွဲ Club Superman Sweater ဝတ်ပြီး model လုပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့စာချုပ်ကိုဖျက်လိုက်ပါတယ်။ Jones Back ကကျတော့ Supreme ကအရင် LV Balenciaga Tiffany and Co. ကို model လုပ်ပြီးနေတော့ဘာမှမပြောဘဲနဲ့ Mike Jacobs နဲ့မှစပြီးပြဿနာရှာတယ်။စာချုပ်ကိုဖျက်တဲ့အပြင်သူ့ကို Fashion Locker နဲ့ Skating Industry မှာသဘုပ်လေးလေးနဲ့ပြောပြီးထိုင်ရှောင်းကိုမြုံကြီးရတဲ့သူဖြစ်အောင် Supreme ကတိတ်ခါချနေပါတယ်ဆိုပြီးတော့ဆွဆွဲထားပါတယ်။အဲ့ဒီတော့ထိုင်ရှောင်းကိုပေးဖို့ကြံနေတဲ့1.25 million ပြည့်သူ့ရဲ့ထိခိုက်နေနာခြင်းနဲ့ဂုံတိတ်ခါတွေ US 25 million တော့တောင်းပြီးတော့တရားစွဲထားပါသေးတယ်။ ။ Supreme ကလည်းဂူထီလူသိရှင်ရှာထုတ်ပြောထားတာမျိုးမရှိသေးပေမယ့်ဟိုကဆက်ဖြစ်နေစေမလို့စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲလေးဖြစ်ပါတယ်။ဒီပွဲမှာဘယ်သူမှန်းနဲ့ထင်လဲ။ခင်ဗျားရောဘယ်ဘက်ကလဲ။